အားလုံးပဲမင်္ဂလာပါတငယ်ချင်းလေးတို့ရေမြက်ကလေးတွေရဲ့ကာတွန်းလေးတွေကိုသဘောကျရဆိုရင်တော့ USPBN လေးကိုခွင့်ပြီးတော့ကြည့်ပါကြဖို့မမေ့နဲ့နော်တပည့်အကြီးတပင်ရှိရပေါ့အဲ့ဒီတပည့်ရဲ့အောက်မှာမြေခွေးမတကောင်ကထိုင်နေတော့တယ်တပည့်အကိုင်းပေါ်မှာကာလူကြီးကန်ကထိုင်နေရပေါ့တိတ်နေရလဲထူထပ်နေတော့တယ်ဒီတခါတားကောင်ကကြီးမဖြစ်မဲညီမမြေခွေးအရင်တစ်ခေါက်တော့ဥလျာသေးတယ်ဟုတ်တယ်ဒီတစ်ခေါက်တရင်ရထားရတော့ရှိတယ် တော်ရဲမှာကျစ်တူရဲနဲ့သူ့ရဲ့မိန်းမနေတယ်တဲ့။သူတို့စီမှာကလေးခုနှစ်ယောက်တောင်ရှိတာတဲ့။ဘာပြောလိုက်တယ်ညီမ။ကလေးရောက်ခုနှစ်ယောက်တောင်ဟာလား။အဲ့ဒါကလည်းအတိုက်တစ်ခုတည်းမှာ။ဒီမိုးရာသီကြောင့်ဖယ်ကျိတ်ငတ်ကမှလည်းအပြည့်ထွက်မှာမဟုတ်တလို့ဘသူမှလည်းသိမှာမဟုတ်ဘူး။မိုးတန်ကြောင့်သူတို့ရဲ့အော်တန်အောင်တောင်ဘသူမှကြားမှာမဟုတ်ဘူး။ဒီနေ့ညပဲသွားကြအောင်လေကလေးတွေကိုကင်ပြီးတော့အချင်းချင်းနဲ့တုတ်စားရအောင် အဝေးကနေဝဝစားကလေးမကအဲ့ဒီအတန်ကြီးကိုကြားတော့အံ့ဩသွားတာပေါ့နောက်တော့သူ့ရဲ့အိမ်ကိုပြန်သွားလိုက်တော့တယ်ဝဝစားကလေးမစီမှာအိမ်တသေးလေးတစ်လုံးရှိတာပေါ့မိုးရီတွေကလည်းဝဝစားကလေးမရဲ့အိမ်ပေါ်ကနေတဆင့်မြေပြင်ပေါ်ကိုပြုတ်ကျနေတော့တာပေါ့ဖခင်ရေဒီမြေခွေးမနဲ့ကလူကြီးကန်းတို့ကအပြစ်မဲ့တဲ့ကလေးတွေကိုတတ်ဖို့ကြံစီနေပြန်ပြီငါအဲ့ဒီကလေးတွေကိုတည်ခွင့်ပေးမှမဟုတ်ဘူးအဲ့ဒီကလေးတွေကလည်းငါတို့ရဲ့အတိုင်းပဲအပြစ်ကင်းကြတယ် အုံးမင်းနမင်းမှာဆောက်လုပ်ထားတဲ့ကျိုးပြက်နေတဲ့ကျက်တူလေးလေးတို့ရဲ့အိမ်လေးထဲမှာအဖေနဲ့အမေဖြစ်သူကကလေးတွေကိုကောက်ွယ်နေတာပေါ့ဖီးယားရေမိုးကလည်းမတိတ်တော့ဘူးအိမ်ထဲမှာလည်းမိုးရေတွေလည်းယိုးနေပြီငါတို့ရဲ့ကလေးတွေကိုဘယ်လိုလုပ်ရမလဲကိုမီထုကျမအရင်ကကြောက်တာပဲတော်ကြအမဲလိုက်တဲ့သူတွေရောက်လာရင်ဘယ်လိုလုပ်မလဲကျမရဲ့ကလေးတွေသားတခုခုဖြစ်သွားရင်ကျမသေသွားလိမ့်မယ်ကိုလည်းဘာမှမလုပ်ပေးနိုင်ဘူးဖြစ်နေတယ်ဘယ်တော့အတုံးမကြလိုက်တဲ့အဖေလဲနော် ။ဘဝစာကလေးမကသူတို့စီကိုရောက်လာတော့တယ်။နင်တို့ပဲရှိတာမဟုတ်ဘူး။ငါတယောက်လုံးရှိပါသေးတယ်။ငါနင်တို့ရဲ့ကလေးတွေကိုစောင့်ရှောက်ပေးမယ်။တဖြည်းဖြည်းနဲ့မှောင်လာတော့တယ်။ကာလူတီကန်နဲ့မြေခွေးမတို့ကလည်းတဖြည်းဖြည်းနဲ့အင်းကိုရောက်လာတော့တယ်။ညဘက်လည်းတော်တော်လေးကိုရောက်လာတော့တယ်။မိုးကလည်းမတိတ်သေးပဲနဲ့ဆက်ပြီးတော့ရွာသွန်းနေတော့တယ်။ကျတူရင်မလေးကကလေးတွေကိုစိုးရိမ်နှုံးလို့ကြောက်ပြီးတော့တုံနေတာပေါ့အဲ့ဒီချိန်မှာမြေခွေးမလေးကတစ်ပင်မောင်တဖြည်းဖြည်းချင်းတက်လာလိုက်တော့တယ် နောက်ထပ်နည်းနည်းပဲပြီးလို့ရှိရင်ရှယ်စားရတော့မှာဒါပေမဲ့ဘိုးကစားကလေးမကအစကတည်းကတစ်ပင်ပေါ်မှာထိုင်ပြီးတော့ထောင်ချောက်ဆင်ထားတာကိုမြေခွေးမကမသိလိုက်ဘူးပေါ့အဲ့ဒီချိန်မှာတစ်ပင်ပေါ်ကနေအုံမီတစ်လုံးကအကိုက်ရနေပြုတ်ပြီးတော့အကုတ်ပြုတ်ကျသွားတော့တယ်အာငါဘုံဘာပြုတ်ကျလာလဲမသိဘူးသွားပါပြီငါတော့ခါရိုးကျိုးပြီလားမသိဘူးကာလူကြီးကလက်ပြီးတော့ဟိုဘက်ဒီဘက်ကိုကြည့်လိုက်တော့တယ်ဖျားကြီးဘာဖြစ်တာလဲ တယောက်တော့မြန်ပြင်းသွားတာလားမသိဘူးပြေးတော့ပြေးတော့ဒီတော့ထဲမှာတရေရှိရနေတူတယ်ဘဝစာကလေးမရဲ့အစီအစဉ်ကအောင်မြင်သွားတော့တယ်အုံမီတလုံးကကလေးတွေရဲ့အသက်ကိုကယ်တင်ပေးလိုက်တာပေါ့ဒါပေမဲ့မြေခွေးမတို့ကအလျှော့မပေးသေးဘူးလေရက်အနေငယ်ကြားတဲ့နောက်မှာတော့မနက်ခင်းတစ်ခုမှာကလေးတွေကစော့ကစားနေတာပေါ့အောက်ကနေမြေခွေးမနဲ့ကာလူကြီးကန်းတို့ကအတန်းချွချိုလေးနဲ့ခေါ်လိုက်တော့တယ်ကလေးတို့ရေ ဆင်းလာခဲ့အောင်ကလေးတို့အတွက်တည့်ရသီးနဲ့စပြစ်သီးရယူလာခဲ့တယ်။ကလေးတို့ရဲ့အမေရဲ့စကားကိုသူချနားထောင်တော့ဘသူမှအတိုက်ထဲကနေအပြင်းမထွက်ရအောင်လုံးဝမထွက်ရအောင်နော်။ဝရနာကိုလည်းမထွက်နဲ့အတန်လည်းမကျေစင်းနဲ့နော်။ကလေးတို့ရဲ့အတောင်မန်ကြီးကအယောင်သေးသေးတယ်။ပြန်နိုင်မှုမပြောနဲ့ဖြီးအောင်ပြေးနိုင်သေးတာမဟုတ်ဘူး။အပြင်းမှာအယောင်ကိုအနေရများတာ။ဟိုကာလူနဲ့မြေခွေးမှအယောင်ကိုကြောက်ဖို့ကောင်းတယ်။ကလေးတို့ကသိတာမဟုတ်ဘူး။ သူတို့ရဲ့မျိုးလုံးတွေကတော့ကလေးတွေကိုစားပြစ်မယ်ဆိုပြီးတော့ဖော်ပြနေတာအမေကကလေးတို့ရဲ့ကောင်းကျိုးအတွက်ပဲပြောတာပါသူတို့ကကလေးတို့တတ်စားပြစ်လိမ့်မယ်အဲ့ဒါကြောင့်အမေရဲ့စကားကိုနားထောင်နော်ဒီနေ့ဘယ်သူမှအပြစ်မထွက်ရအောင်ပြီးတော့တခုမှတ်ထားရမယ်နော်ကလေးတို့ရဲ့အမေကနောက်ဆုံးထွက်တဲ့အထိကလေးတို့ကိုကာွယ်ပေးသွားမှာဘဝညီဖမလေးရေငါတို့လာခဲ့ပါဦးဘဝညီဖမလေးရေငါဘယ်တော့မှတခြားသူပေါ်မှာမကောင်းတာမလုပ်ခဲ့ပါဘူး အဲ့ဒီအချိန်မှာဟိုဟာစာကလေးမကပြန်တန်းလာပြီးတော့အဆိုးရရှိတဲ့တက်ကိုင်းကိုအောက်ကိုပြစ်ချလိုက်တော့တယ်။မြေခွေးမှလက်ပြီးတော့ပြေးသွားလိုက်တော့တာပေါ့။ညနေအချိန်မှာတော့မိုးတွေကပို့ပြီးတော့တဲတဲမဲမဲနဲ့ရွာသွန်းလာတော့တယ်။ဘဝစာကလေးမကတကူလုံးဆူရွှဲပြီးတော့အိမ်ထဲကိုရောက်လာတော့တယ်။ကျစ်တူရဲ့မလေးကငိုနေတာပေါ့။ဘဝနင်တော့ငါတို့နားမှာမရှိပေနဲ့။အခုတော့ဆိုရင်ကလေးတွေကအသက်ရှင်နေပါမလားတော့မသိဘူး။ငါတို့ကဒီတော့မှအထီးကျက်နေရတာ။ အမေတွေကိုအမြဲတမ်းနားလဲပေးတတ်တယ်လေဘယ်အမေရဲ့မျက်ရည်ကိုမှမကြည့်ရဘူးငါအသက်ရှင်နေသူရဲ့ကလေးတွေကိုဘယ်သူမှထိခိုက်အောင်မလုပ်စေရအောင်ကြက်တူရွေးမလေးကဝဝစာကလေးမကိုဖတ်လိုက်တော့တယ်ညရောက်လာတာကြောင့်တတော်လုံးကလည်းမှောင်မဲနေတာပေါ့အမဲလိုက်ဖို့စ조사နေတဲ့မုတ်ဆိုးနှစ်ယောက်တပင်မဟုတ်တက်ဖို့စ조사လိုက်တော့တယ်အဲ့ဒီချိန်မှာဝဝစာကလေးမကတက်ကိုင်းနေကိုရွှေ့နဲ့တုတ်ထားတာပေါ့ဒါကဘာလဲဟာကဲကြပါဦး ကာလူကြီးကရဲ့ခြေထောက်ကရွှွင့်နေထဲမှာနစ်နေတာပေါ့မြေခွေးမလေးကလည်းတစ်ပင်မောင်ကိုတတ်ဖို့လုပ်နေတဲ့အချိန်ချော်ပြီးတော့အောက်ကိုပြုတ်ကျသွားတော့ရဲ့ဟာကြားဘာလဲဟာရွှွင့်နေလားအာငါခါတော့ကျိုးမြက်ပြီဒီဝဝတော့ငါအာငါရဲ့ခါမြေခွေးမနဲ့ကာလူကြီးကနှစ်ယောက်လုံးကထွက်ပြေးသွားတော့ရဲ့နောက်တော့တော်ရဲကနေပါထွက်သွားဖို့အတွက်ဆုံးဖြတ်ချက်ချလိုက်တာပေါ့ဟမ်ဒီတော်ရဲမှမနေတော့ဘူး ဒီမှာအရန်ကိုလဲတဲ့ဝဝစာကလေးမှရှိတယ်။နောက်နေ့မနက်မှာနေထွက်လာတော့တယ်။ကျက်တူရဲ့မလေးရဲ့ကလေးတွေကဝဝစာကလေးမှစီကိုရောက်လာတော့တယ်။ကျေးဇူးပါတော့အန်ဒီဝါဝါ။အန်ဒီကစူပါဟီးရိုးပဲ။တတ္တိအမှန်တရားနဲ့အချစ်ထက်ပိုတဲ့အင်အားဆိုတာဘာမှမရှိဘူးကလေးတို့ရဲ့။အမြဲတမ်းသူ့တဘာကိုကူညီပေးရမယ်နော်။ကလေးတို့ရဲ့ဘလောက်ပဲကြီးမားတဲ့အခက်အခဲဖြစ်ပါစေနှလုံးသားစစ်မှန်ပြီးတော့ရည်ရွယ်ချက်ကကောင်းမှုမယ်ဆိုရင် အများနဲ့မကောင်းမှုတွေကအရှုံးပေးသွားကြတယ်ဆိုတာဒီပုံမြင်လေးကနေသင်ခန်းစာယူတင်တာပေါ့အဖေအမေဘယ်သွားရလဲအခုချိန်ကြီးလည်းဘာလို့ပြန်မလာသေးရလဲသမီးအိတ်တော့အမေခဏနေပြန်လာလိမ့်မယ်ဟွန်းဒါမဲ့ဖေဖေအမေကတမီးကိုတခါမှထားခဲ့ရမဟုတ်လေဒီနေ့ကျမှဘယ်ဟုတ်သွားလိုက်တာလဲ အဲ့လိုနဲ့ပဲရိုးသားလုံးနဲ့စာကလေးမကသူ့ရဲ့အမေဘယ်သွားနေလဲဆိုပြီးတော့အဖေဖြစ်သူကိုပြောလိုက်တော့တယ်။ဒါပေမဲ့အဖေဖြစ်သူကသူ့ရဲ့သမီးလေးကိုမပြောပြဘူးပေါ့။တကယ်ကအမေဖြစ်သူကိုတိုင်းငက်တကောင်ကဖမ်းချီသွားတာပေါ့။အခုလောက်ဆိုရင်တိုင်းငက်ကစားပြစ်လောက်နေပြီ။မိနီစာကလေးမကသူ့အဖေကိုမင်းရင်မင်းရင်နဲ့အိပ်ပျော်သွားတော့တယ်။음အခုတော့သမီးလေးအိပ်ပျော်သွားလို့တော်ပါသေးတယ်။မနေ့ဖန်ကြရင်သမီးလေးကဒီမေကွန်ထပ်မင်းဘလို့ဖြေရမလဲမသိဘူး။ ဘဝမင်းကတော့မင်းရဲ့ကလေးနဲ့ကိုယ်ကိုထားခဲ့ပြီးတော့ထွက်သွားခဲ့ပြီအခုကိုတယောက်တည်းဘယ်လိုလုပ်ပြီးတော့မိနီလေးကိုပြိုးထောင်ရပါမလဲစောစောစားကလေးကတညလုံးအိတ်မပြောဘူးပေါ့သူ့ရဲ့မိန်းမဖြစ်သူဝဝစားကလေးမလေးကိုတတိယနေရပေါ့အဲ့ဒီအပြင်သူ့သမီးလေးအတွက်လည်းစိတ်ပူနေရပေါ့ဘာလို့လဲဆိုတော့မိနီစားကလေးမကရောင်းအောင်နေပြီးတော့မိခင်ကိုလိုအပ်တာကြောင့်ပေါ့မနက်မိုးလင်းတော့တယ်ဖေးအမေကဒီနေ့ပြန်လာမှာလားဟုတ်တယ်သမီးပြန်လာတော့မှာ အမေပြန်လာရင်လေအမေကိုရမ်းဖြစ်မှဖြစ်မယ်။သမီးကိုဘာဖြစ်လို့တယောက်တည်းထားခဲ့ရလဲမသိဘူး။သမီးအဖေကသမီးကိုမချစ်လို့လား။သမီးရဲ့အမေကိုပဲသမီးကသတိရနေရ။အဖေကသမီးကိုချစ်ပါတယ်။ဒါမဲ့အမေမရှိရင်အတိုက်မှနေရတာတမျိုးကြီးဖြစ်နေလို့လေ။ဟုတ်ပါပြီသမီးရဲ့။ဒါဆိုအတိုက်ထဲမှာခဏနေနော်။အဖေအစာရှာပြီးတော့အခုပြန်လာခဲ့မယ်။အဲ့လိုပြောပြီးတော့ဇောဇောစာကလေးကအစာရှာဖို့အတွက်ထွက်လာလိုက်တော့တယ်။မြေကန်းကိုရောက်လာတဲ့အချိန်မှာတော့ဇောဇောစာကလေးကစစ်တူရဲကိုတွေ့သွားတော့တယ်။ တငင်ချင်းကမင်းမိမရဲ့တရင်ကိုကြားပြီးတော့စိတ်မကောင်းဖြစ်ရတယ်။ဝဝါတကယ်ကိုကောင်းတဲ့သူဖြစ်ခဲ့တာဒုက္ခရောက်တဲ့သူတိုင်းကိုလည်းကူညီပေးဖို့အသင့်ရှိနေတတ်တာ။ဟုတ်တယ်တငင်ချင်းဒါမှမဟုတ်လည်းဖခင်ရဲ့ဆန္ဒကိုဘယ်သူမှမလွန်ဆန်နိုင်ဘူးလေ။မိနီတော့သူ့အမေကိုတရားနေတော့မှာပဲ။တစ်ချိန်လုံးမိနီကသူ့အမေနားမှာပဲနေတာ။ဟုတ်တယ်ကွာ။အခုလည်းသူတော်တော်လေးကိုတရားနေတာ။သူ့အမေဒီလောကမှာမရှိတော့ဘူးဆိုတာကိုတော့ငါသူ့ကိုမပြောပြရသေးဘူး။ မင်းနီလေးခန္ဓာရည်ရှိတော့မှမဟုတ်ဘူးမင်းအမှန်တိုင်းပြောလိုက်စမ်းပါကွာအချိန်ကြာရင်တော့နေနိုင်တော့မှာပါဒါနဲ့စောစောငါမင်းကိုအကြံတစ်ခုပေးရမလားဘယ်လိုအကြံလဲမင်းနောက်ထပ်အိမ်အောင်ပြုလိုက်ကွာအိမ်ကိုထိမ့်သိမ့်မဲ့သူတယောက်လည်းရှိလာသလိုမင်းနီလေးအတွက်လည်းအမေရှိလာလိမ့်မယ်မင်းအတွက်ဒီလောက်ကခက်ခဲမှန်းတော့သိပါတယ်တမ်းမဲ့လေတရရောက်တိတ်သွားရတယ်မင်းဘွားရက်တန်သွားတာမှမဟုတ်တာအသက်ရှင်နေသူကြီးတော့ရှေ့ဆက်ရအောင်ပါပဲလေဟုတ်တယ်ကွာ ်မင်းပြောအမှန်နဲ့ပြီးတော့လဲငါတယောက်တည်းမိနီလေးကိုပြုစုပြောထောင်နေမှာမထင်ပါဘူးအစာလဲရှာထွက်ရသလိုမိနီကိုလည်းစောင့်ရှောက်ရသေးတာငါရဲ့ပတ်ဝန်းကျင်မှာစာကလေးမလေးတယောက်တော့ရှိတယ်သူလည်းမဟုတ်ဆုံးပါပဲဒါမဲ့ကလေးတယောက်တော့ရှိတယ်ကွာမင်းသာဆန္ဒရှိရင်ငါမင်းကိုတွေ့ပေးမယ်လीอืมမင်းပြောနေမှာတော့ငါလည်းတွေးကြည့်တာပေါ့အဲ့နောက်မှာတက်တူရေးရစောစောစာကလေးနဲ့အဲ့ဒီစာကလေးမကိုမင်းကဆောင်ပေးလိုက်တော့ရဲ့ ညနေရောက်တဲ့အခါမှာတော့စောစောဆန်းလေးကသူ့ရဲ့သူတို့သမီးနဲ့ကလေးကိုခေါ်ပြီးတော့အိမ်ကိုရောက်လာတော့တယ်။အဖေဒီအန်နီကဘာလုပ်လဲ?သမီးဒါကသမီးရဲ့အမေအစ်စ်လေ။ဒီနေ့ကစပြီးတော့အဖေတို့နဲ့အတူနေလိမ့်မယ်။သမီးကိုလည်းဂယူးဆိုင်ပေးလိမ့်မယ်။ပြီးတော့သူကသမီးရဲ့ညီမလေးလေ။ဟာမဖြစ်နိုင်ပါဘူး။အဲ့ဒီအန်နီကသမီးရဲ့အမေမဟုတ်ဘူး။သမီးရဲ့အမေနဲ့မယ်ကဝဝလေး။အဖေကဘာလို့ခေါ်လာတာလဲ?သမီးရဲ့အဖေသမီးကိုလိမ်မပြောချင်တော့ပါဘူး။ တမီးရဲ့အမေကမနေ့ကတိတ်ငက်တကောင်ကဖမ်းခေါ်သွားတယ်။တမီးရဲ့အမေကဒီလိုဘရောမှပြန်လာနိုင်တော့မှမဟုတ်ဘူး။ပြီးတော့ဒီအန်နီကတမီးရဲ့အမေပဲ။ဒီအန်နီကလည်းတမီးအမေကတမီးကိုချစ်တဲ့အတိုင်းချစ်ပေးလိမ့်မယ်။တမီးရဲ့အမေလိုမျိုးတမီးကိုဘယ်သူမှချစ်မေးနိုင်မှာမဟုတ်ဘူးအဖေလိန်နေတာအဖေပဲဒီအန်နီကိုအိမ်ခေါ်လာခြင်းလို့တမီးရဲ့အမေကိုအိမ်ကနေနှင်ထုတ်လိုက်တာဖြစ်မယ်တော်လိုက်တော့ဒီလောက်လက်တောက်လောက်လေးနဲ့စကားတက်နေတယ်ပေါ့လေနောက်ထပ်တခုံပြောရရင်ပြောကြည့်ငါပါရိုက်လိုက်မှာ မင်းဘာလို့အဲ့လိုပြောရတာလဲရှင်မဲသူ့ကိုချစ်စနုံးနဲ့စကားပြောပြီးတော့အလိုလိုက်ထားတာအခုချက်ချင်းအိတ်လိုက်တော့မဟုတ်ရင်တစ်ချက်ရိုက်လိုက်မှာနော်မင်းနီတမီးရဲ့အမေတစ်ပြောတာမှန်တယ်အဖေလည်းတမီးကိုချစ်တာပဲဟာတမီးကအချိန်တိုင်းတမီးရဲ့အမေကိုပဲသတိရနေတာပဲမင်းနီကတိတ်သွားတော့တယ်အဲ့နောက်မှာတော့ညာလည်းမိုးချုပ်သွားတော့တာပေါ့မင်းနီရဲ့အဖေအမေအစ်တဲ့အမေအစ်တဲ့ကလေးလေးကလည်းအိတ်သွားတော့တာပေါ့ဒါပေမဲ့မင်းနီစားကလေးမလေးကအခုချိန်ထိမအိတ်ပြော်သေးဘူးလေ နောက်တော့သူ့ရဲ့အမေကိုသတိရနေတာပေါ့ငါးတကောင်တော်တော်လေးကိုကြော်တဲ့အချိန်မှာအိပ်ပျော်သွားတော့တယ်။နောက်နေမနက်မိနီစာကလေးမကအိယာကနေထလာတဲ့အချိန်မှာစောစောစာကလေးကအစာရှာထွက်နေရကြောင်းအတိုက်ထဲမှာမရှိဘူးပေါ့။မိနီစာကလေးမရဲ့အမေအစ်တဲ့နဲ့ကလေးတွေကတော့အိပ်နေတော့တယ်။အဲ့ဒီအချိန်မှာမိနီစာကလေးကအရန်ကိုရိတ်စားလာတာပေါ့။သူကကြောက်ကြောက်နဲ့အမေအစ်စ်ကိုနှိုးလိုက်တော့တယ်။အန်တီအန်တီသမီးရေးစားနေလို့ရေလေးတိုက်ပါလား။ ရင်းနီစာကလေးမလေးရဲ့မိတွေဖြစ်သူကဒေါသတကြီးနဲ့ထပြီးတော့ပြောလိုက်တော့တယ်။အန်တီအန်တီအန်တီနဲ့ဘာလို့မလို့လဲ။ငါနဲ့ငါသမီးအိတ်နေရမတွေ့ဘူးလား။အဲ့ဒါငါဘာလို့ပေးရမှာလဲ။ကိုယ့်အကိုထပြီးတော့သွားတောက်လိုက်ပါလား။ရေတော်ကိုယ့်အကိုသွားမတောက်နိုင်လောက်တဲ့အထိမငယ်တော့ပါဘူး။အဲ့လိုပြောပြီးတော့မိနီစာကလေးမရဲ့မိတွေကပြန်အိတ်နေလိုက်တော့တယ်။မိနီစာကလေးမကတော့ရေအရန်စာနေရပေါ့။သူကိုယ်တိုင်ကလည်းနည်းနည်းလေးပြန်တန်းတတ်တာကြောင့်ဖြည်းဖြည်းချင်းစီပြန်ပြီးတော့မြစ်ကမ်းထောင်ကိုသွားပြီးတော့ရေတောက်လိုက်တော့တယ်။ နောက်တော့တပည့်တပည့်အောက်မှာထိုင်နေလိုက်တော့တယ်။ဟွအဖေပြောတော့အန်ဒီယာငါ့ရဲ့အမေအသေးတဲ့။ဒါမဲ့အန်ဒီယာငါ့ကိုအမေလိုမျိုးစကားတောင်ပြောတာမဟုတ်ဘူး။ဘလို့လို့ပြီးတော့ငါ့ရဲ့အမေဖြစ်နိုင်မှာလဲ။ငါ့ရဲ့အမေကဒီလောကကနေထွက်သွားပြီဖြစ်တဲ့အမေကငါ့ရဲ့အမေပဲ။ကျန်တဲ့သူကဘလို့လို့ပြီးတော့ငါ့ရဲ့အမေဖြစ်နိုင်မှာလဲ။အမေသာသမီးနဲ့အတူရှင်ကောင်းပါပဲ။ဒါမှမဟုတ်သမီးနဲ့အမေနဲ့အတူတည်သွားရင်ကောင်းပါ။မိနီစာကလေးမကအဲ့လိုတွေ့ရင်ထိုင်နေရပါတော့။ အဲ့လိုနဲ့ပဲညနေရောက်တော့တယ်။စောစောဆောင်လေးကလည်းအစာရှာပြီးတော့အိမ်ကိုပြန်လာတော့တာပေါ့။မိနေဘမလဲ။ရှင့်အသမီးကအရန်ကိုရိုင်းဆိုင်တာပဲ။ရှင်သွားပြီးတော့ကျမသူ့ကိုချစ်စနိုးနဲ့အိမ်ရာနှိုးတယ်။သမီးရေထတော့ထပြီးတော့မနှက်စာစားပေါ့။ကျမကအဲ့လိုပြောတဲ့အချိန်ရှင့်သမီးကကျမကိုမကောင်းပြောပြီးတော့ဒေါသတကြီးနဲ့ထွက်သွားလိုက်တာ။အဲ့ကလေးကအခုချိန်မျိုးပြန်မလာသေးတာ။ကျမကိုယ်တိုင်လည်းသူ့ကိုစိတ်ပူနေတာ။အင်းကြည့်ရတော့ကိုအရန်ကိုလိုလိုက်မိနေတူတယ်။ နည်းနည်းလေးတင်းကျပ်မှဖြစ်တော့မယ်။အိမ်ကိုပြန်လာပါစေရော။ပြန်ရောက်မှဆုံးမပေးရမယ်။မိမိစာကလေးမရဲ့မိတွေကအဖေဖြစ်သူနဲ့တမိကြမှသွေးခွဲပြီးတော့အရောက်ဝမ်းသာနေရပေါ့။ခဏကြာတဲ့အချိန်မှာမိမိစာကလေးမကလည်းအိမ်ကိုပြန်ရောက်လာတော့တယ်။လာပြီလား။တမိရဲ့အမေကတော့အဖေတို့ကိုထားပြီးတော့ထွက်သွားလိုက်ပြီပဲဟာ။အခုတော့အဖေတို့ကိုကောင်းကောင်းအသက်ရှင်ဝင်ပေးပါအောင်လား။နောက်တစ်ခါတမီးရဲ့အမေအစ်စ်ကိုရိုင်းရိုင်းဆိုင်ဆိုင်ဆက်ဆိုင်အဖေတက်ဆိုးတဲ့သူဘယ်သူမှရှိရမှာမဟုတ်ဘူးနော် မိနီစာကလေးမလေးကသူ့အဖေရဲ့မျက်နှာကိုပဲငေးကြည့်နေမိတော့တာပေါ့တရက်မှာတင်ဘလို့လောက်ပြီးတော့ဒီလောက်ထိတော့ပြောင်းလဲတော့နိုင်ရလဲဆိုတာကိုစဉ်းစားပြီးတော့ပေါ့သူ့အမေကမရှိတော့တဲ့အချိန်ကစပြီးတော့မိနီစာကလေးမလေးစီမှာဘသူမှမရှိတော့ဘူးလို့ခန်းစားလိုက်ရတယ်။သူ့အဖေကလည်းကောင်းကောင်းမွန်မွန်ချစ်စွန်းလို့နဲ့စကားမပြောတော့ဘူးပေါ့။အဲ့နောက်မှာတော့မိနီရဲ့အဖေအမေအစ်စ်နဲ့အမေအစ်စ်ရဲ့ကလေးတို့ကထမင်းစားပြီးတော့အိပ်ပျော်သွားကြတော့တယ်။အဲ့ဒီအချိန်မိနီစာကလေးမရဲ့စိတ်ထဲမှာတော့ဆူတောင်းတစ်ခုပဲကြံတော့တယ်။ ဖရားရေဘသူရဲ့မှာအမေကိုဒီလိုမျိုးမလူယူလိုက်ပါနဲ့နော်။ဘာလို့လဲဆိုတော့အမေလိုမျိုးဘသူမှမချစ်ပေးနိုင်လို့လေ။ချစ်ရတဲ့တကယ်ချင်းတို့ရေဒီပုံမြင်လေးကိုသဘောကျရယ်ဆိုရင်ကောမန့်မှာမက်ပြီးတော့တေချာပေါက်ပြပြသွားခဲ့အောင်နော်။